အားလုံးပဲမင်္ဂလာပါရှင်။ My New Escape Channel ကနေကြိုဆိုပါရစေရှင်။ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့စာရေးဆရာတာထွေးရေးသားထားတဲ့ Positive Vibes အကောင်းမြင်စိတ်ထားဆိုတဲ့စာအုပ်လေးကိုဖတ်ပြမှာဖြစ်ပါတယ်။နမစကွန်စိတ်ငြိမ်မှုဖြင့်အပြေရှာတခုသော Summer Holiday တရက်တွင်အဖိုးအိုနှင့်မိသုံးယောက်ဟာ channel က တိရွယ်ချောက်တွေကိုလှဲခြင်းပြီးတန့်ရှင်ရေလုံးနေကြတယ်။အမိုင်လဲသူကလဲအမိုင်သိမ့်သူကသိမ့်နဲ့တက်ညီလန့်ညီဆောင်ရွက်နေခဲ့တာ။နောက်တော့အမိုက်တွေကို အပုံအကြီးကြီးတစ်ခုဖြစ်အောင်လှုပ်ပြီးမီးရှို့ဖို့လုပ်ကြပါတယ်။အဲ့ဒီအချိန်မှာအဖိုးအိုကသူ့ဘောင်းမီအိတ်ကတည်းထည့်ထားတဲ့နာယီလေးပြောင်နေရကိုတတိထားမိသွားတယ်။နာယီလေးကလက်ပတ်နာယီမဟုတ်ပဲအိတ်ကတည်းဆောင်ထားရတဲ့ pocket watch တစ်လုံးဖြစ်တယ်။အမိုက်ပုံနဲ့ရောပါသွားခဲ့တာမို့အမိုက်တွေကိုလှန်လောပြီးရှာဖွေတယ်။ဒါပေမဲ့ပြန်မတွေ့ခဲ့ဘူး။အတော်အကြာရှာပြီးမောပန်းလာတော့ဖိုးအိုက ဝန်းနှင်းစွာနဲ့ပဲလက်လျှော့လိုက်ဖို့ဆုံးဖြတ်လိုက်တော့တယ်။အဲဒီ pocket watch လေးဟာအဖိုးအိုအတွက်တော့နိုင်တလုံးဆိုတာထက်အပိုပါတယ်။အကြောင်းကတော့ဒီနိုင်လေးဟာ သူ့အမျိုးသမီးရဲ့ မင်္ဂလာလက်ဆောင်ဖြစ်နေလို့ပါဒါပေမဲ့ပြန်ရှာမတွေ့တော့ကုရှာပေးကြတဲ့မီးတွေကိုစက်မရှာတော့ဘူးပြောလိုက်တော့တယ်အဲ့ဒီအခါမီးတွေကကောင်းလေးတယောက်ကအားလုံးကိုအတန်မထွက်ပဲတိတ်ဆိတ်နေကြဖို့တတိပေးလိုက်တယ်ပြီးတော့အမိုက်ပုံမော်ကိုဝမ်းလျားမှောက်ပြီးနားဆွန့်လိုက်ကြတယ်သူနားဆွန့်နေတာဟာနိုင်စကန်တန်ရဲ့တစ်ချက်ချက်ရွေရှားတန်ကိုပါ တနေရာပြီးတနေရာနောက်ထပ်တနေရာအဲ့ဒီလိုငားချိန်မြနေရာပြောင်းပြီးနောက်မှာတော့အဖိုးအိုရဲ့နိုင်ရီလေးကိုပြန်ရှာတွေ့ခဲ့ပါတော့တယ်။ဒါလေးဟာလူတိုင်းနီးပါးကြားဘူးကြမဲ့ Silent of the Power ဆိုတဲ့ချစ်စရာစာတိုလေးပါ။ဒီလိုပါပဲကျွန်တော်တို့လက်တွေ့ဘဝမှာရောစိတ်ငြိမ်ခြင်းဖြင့်အပြေရှားတတ်တဲ့အကျင့်လေးလှုပ်တင်ပါတယ်။အမှန်ကိုအမှန်တိုင်းမြင်နိုင်ဖို့ သေးတဲ့ပြဿနာကို မကြီးသွားစေဖို့ဆုံးဖြတ်ချက်အမှားတွေကြောင့်နှောင်တမရစေဖို့ပေါ့တနော်ကိုယ်တိုင်လည်းအဲ့ဒီအကျင့်လေးကိုအမြဲလုပ်ဖြစ်ပါတယ်ဒီအကျင့်လေးကိုတင် जा ပေးခဲ့တာတော့ကျွန်တော်အဖေပါပဲငငယ်ကညီအကိုရိချမ်းဖြစ်တိုင်းအဖေကတစ်ချက်ကလေးမှမရိုက်ဘူးမဆူဘူးအဖေရဲ့အပြစ်ပေးနည်းကရန်ဖြစ်တဲ့နှစ်ယောက်ကို ခွဲထားပြီး15မိနစ်လောက်အတန်တိတ်နေခိုင်းတာပါ ။ဘာအတန်းမှမထွက်ပဲထိုင်ခိုင်းနေပြီးတော့ရံဖြစ်တဲ့ကိစ္စကို ပြန်စဉ်းစားစီပြီးကိုကိုကို ပြန်သုံးသက်ခိုင်းနေ။အဲ့ဒီနောက်ဘယ်ကစဖြစ်တယ်လဲ။ဘာကြောင့်လဲစသဖြင့်ပြန်မေးပါတယ်။ဒီအချိန်မှာအဖေကို ဖြည့်ရှင်းချက်ပေးရမှာကကိုအမားကိုကိုရာဝန်ခံရမယ်။ဒီလိုထမပြအောင် အခုဖြစ်တဲ့ပြဿနာတွေကမပြောခဲ့တဲ့မလုပ်ခဲ့တဲ့နာတွေကိုပြန်တုတ်တက်ပြရမယ်။ ပြီးတော့ညီအကိုချင်းပြန်တောင်းပန်ရမယ်အဖေရဲ့ဒီအပြစ်ပေးနေကြနောက်တစ်ချိန်ရန်ဖြစ်ဖို့ကအတော်ကိုခဲရင်သွားပါတယ်ဒီအချင်းကို ကျွန်တော်အရွယ်ရောက်တဲ့အထိကျင့်သုံးနေမြဲပါပဲတခုခုကြုံရတိုင်းဒီအချင်းလေးကိုတတိကလိုက်တယ်ဒါဟာဘဝမှာပြဿနာတွေကြုံရတဲ့အခါဒေါသနဲ့လွယ်လွယ်မဆုံးဖြတ်မိအောင်ကူညီပေးပါတယ် မပြောတင်တာတွေမပြောမိအောင် စကားတွေမလွန်သွားအောင်ထိန်းချုပ်ပေးတယ်။ချစ်သူရည်စားဖြစ်ဖြစ်အိမ်ထောင်ရေးမှာဖြစ်ဖြစ်ဘလို့အချိန်နေမျိုးမှာဖြစ်ဖြစ်ပြဿနာတစ်ခုကြုံရတဲ့အခါဒေါသကိုစင်နဲ့စိတ်သေးရှိသမျှပြောပြီးပြဿနာကို မဖြေရှင်းလိုက်ပါနဲ့။လက်လွတ်စပယ်မဆုံးဖြတ်ခင်အချိန်တစ်ခုလောက်ယူပါ။တိချပြန်တွေးပါပြီးမှ ဖြစ်တဲ့နာကိုဆုံးဖြတ်ပါခွင့်လွတ်လို့ရတဲ့အရာကိုခွင့်လွတ်ပြီး ်ခွင့်လွတ်ဖို့အဆင်မပြေရင်တော့ဆွန့်လွတ်ဖို့စ조사လိုက်ပါဒေါသစိတ်ကြောင့်ပြောမိလိုက်တဲ့စကားတုံ့ပြန်မိလိုက်တဲ့အပြုမူတွေဟာနောင်တာတရားကိုဖြစ်ပေါ်စေတတ်ပါတယ်ကျွန်တော်တို့ဘဝမှာအမိုက်ပုံနဲ့နိုင်ကြပြောက်သွားတဲ့အဖိုးအိုလိုအဖြစ်မျိုးခဏခဏကြုံရပါလိမ့်မယ်ကိုမျက်နှိုးတဲ့အရာလေးတွေကိုစကားတစ်လုံးအပြုမူတစ်ခုကြောင့်မဆုံးရှုံးသွားဖို့တတိထားရပါလိမ့်မယ် နမတ်၈မြစ်တာတရားဟာအတော်အပြန်ရှိပါတယ်။လိမ္မော်သည်ချိုချိုလေးမညီမညာလက်ရည်တွေနဲ့ရေးထားတဲ့ကတူပြားလေးကိုဒုတ်ကလေးနဲ့ထောက်ပြီးဆိုင်းပုတ်လေးလှုပ်ထားတယ်။ဆိုင်းပိုင်ရှင်ကအသက်60ကျော်အဖွားအိုတယောက်ဖြစ်တယ်။ဆိုင်းဆိုတော်ညာလဲလမ်းဘေးရွေးရှားဆိုင်လေးသာဖြစ်တယ်။စတီဗ်ကမနှက်ခင်အလုပ်သွားတိုင်းဒီဆိုင်လေးမှာလိမ္မော်သည်ဝယ်သွားတတ်တယ်။ ထိုနေ့တွင်လည်းလိန်မော်သည်ဝယ်ရန်ကားကိုရပ်လိုက်တယ်လိန်မော်သည်အနှဲငယ်ဝယ်ပြီးနောက်ဆိုင်းရှိမှတွင် အခွန်ခွာပြီးစားကြည့်တယ်စတီဗ်ကမျက်နှာအနှဲငယ်တွန်ပြီးအယမ်းချင်ကြောင်ပြောလိုက်တဲ့အခါဈေးတဲ့အဖွားဟောမျက်နှာမကောင်းဖြစ်သွားတယ်ထို့နောက်လိန်မော်သည်တလုံးကို အခွန်ခွာကအဖွားအိုအားမီးစေတယ်။ထို့အခါအဖွားကအသီးကချိုးပါတယ်။ တလုံးနဲ့တလုံးအရသာမတူတာဖြစ်လိမ့်မယ်ဟုမှတ်ချက်ပေးတယ်။ထိုကား Steve ကကြီးနှက်လိုက်ပြီးကားပေါ်တက်ပြီးအလုတ်သို့မောင်းထွက်သွားတယ်။နောက်တစ်နေ့မနက်မှာလဲ Steve ကလင်မော်သီးဝယ်တယ်။ထုံးစံအတိုင်းဆိုင်းရှိမှလည်းအခွန်ခွဲပြီးစားပြန်တယ်။အဲ့နောက်ဒီနေ့ကတော့အရန်ချိုတယ်ဟုပြောကနောက်တလုံးအခွန်ခွာပြီးအဖွားအိုဟာကျွေးပြန်တယ်။ဒီလိုပဲ Steve က နက်ပိုင်းလိမ္မော်သီးဝယ်လေးရှိတယ်။ဝယ်တိုင်းနဲ့တမျိုးမဟုတ်တမျိုးကြီးကြတတဲ့။ဒီနေ့ကချင်းနဲ့ချိုးတယ်အရသာမရှိဘူး။စုံနေအောင်ပြောတတ်တော်လဲ။အဖွားအိုကမူအမြဲတမ်းကောင်းကောင်းမွန်မွန်ဆက်ဆံနေ။ထို့အရာကိုနေ့စဉ်မြင်ရတဲ့ Steve ရဲ့စနေဖြစ်သူကဘာကြောင့်အခုလိုမြဲလုံနေရတာလဲ။မကြိုက်ရင်စိုင်ပြောင်းဝယ်ဖို့အခုလိုလုံနေရအာနာစရာကောင်းလို့နဲ့လို့ စတိဗ်အားအပြစ်တင်ပြောဆိုလိုက်တယ်။ထို့အခါစတိဗ်ကအဖွားအိုဆိုင်မှာမနှက်တိုင်းလိမ္မော်သီးဝယ်တာဟာငါမှာအကြောင်းပြချက်ရှိရဲ့။အသက်ကြီးပေမဲ့သူ့ရဲ့လက်မလျှော်ပဲစ조사ရုံးကန်တဲ့စိတ်ကိုအသိမဲ့ပြူပြီးလေးစားတာ။နောက်တစ်ခုကသူ့ကိုလိမ္မော်သီးစားစေချင်တာ။အဖွားအိုကသူ့ကိုယ်တိုင်လိမ္မော်သီးရောင်းပေမဲ့သူဘယ်တော့မှစားကြည့်မှာမဟုတ်ဘူး။စားရင်တော့ လက်ဆက်တာမျိုးစားမှာမဟုတ်ပဲရောင်းတန်းမဝင်တော့တဲ့အမဲ့လွန်ကန်ဒီအသီးတွေတချမ်းပုတ်တွေကိုသာစားလိမ့်မယ်။ဘာကြောင့်လဲဆိုရင်သူရောင်းရမဲ့လေမော်သီးကိုသူရောမသွားစေချင်ဘူးလေ။ဒါကိုငါကဘာကြောင့်သိနေလဲဆိုရင်ငါကိုယ်တိုင်လေမော်သီးရောင်းသူဖြစ်ခဲ့ဘူးလို့ပဲ။ငါသူ့ကိုအသီးကောင်းကောင်းလေးတွေစားစေချင်လို့အခုလိုမီးစံကိုင်းမီးကျွေးနေတာပါဟု၍ပြန်ဖြေတယ်။ ထိုအခါစတီဗ်ရဲ့ဇနီးဖြစ်သူဟာသူ့အမျိုးသားလောက်ရဲ့အပေါ်လေးစားဂုဏ်ယူစိတ်ဖြင့်ကြည်နီလေတယ်။အဖွားအိုရဲ့လေမော်သီးဆိုင်ပေးမှာဆယ်ကျော်သက်အရွယ်ကောင်းမလေးရဲ့ပန်းအယောင်ဆိုင်လေးလည်းရှိတယ်။စတီဗ်ရဲ့နေ့စဉ်ကြီးကြမှုကိုကြည်ပြီးအဖွားအိုအားသူကနေ့တိုင်းအဖွားကိုရစ်တယ်နော်။ဒါကိုအဖွားကအမြဲသိခံနေတဲ့အပြင်သူဝယ်တိုင်းလဲလိမ္မော်သီးတွေပို့ပို့ချိန်ထည့်ပေးနေရဘာလို့လဲဟုတ် မေးလိုက်တယ်။ထိုအခါအဖွားကက "तू နေ့တိုင်းကြည်ကြနေရဟာငါ့ကိုနှောက်ရှက်ခြင်းလို့မဟုတ်ဘူး။ငါ့ကိုအသေးတွေစားစေခြင်းလို့ပဲ။ရောင်းသူတွေဟာသူတို့ရောင်းတဲ့ပစ္စည်းကို မစားရကြဘူးဆိုတာ तू ကောင်းကောင်းသိပုံရတယ်လေ"ဟု ပြောကပြုံးနေလေတော့တယ်။ထိုအကြောင်းအရာများအားလုံးကိုသိလိုက်ရတော့ပန်းတယ်လေးဟာမေတ္တာတရားသည်အသွားအပြန်ရှိတတ်ကြောင်း ယုံကြည်လိုက်မိပါလေတော့တည်းနံပါတ်19ကိုချင်းစာစိတ်လောကမှာတန်ဖိုးအကြီးဆုံးအရာကဘာဖြစ်မလဲလို့မေးရင်ကိုချင်းစာစိတ်လိုပဲဖြေမိလိမ့်မယ်ဒါကတိတ်ရှားတဲ့အရာပဲငွေပေးလို့လည်းမရမျက်စိနဲ့လည်းမမြင်ရလူတယောက်ရဲ့အတွင်းစိတ်မှသာတီးရှိတဲ့အလှတရားလေးအကြည်တက်လေး ကူညီဖိမှခြင်းဟာကိုချင်းစာစိတ်ကြောင့်ညာတာထောက်ထားခြင်းဟာကိုချင်းစာစိတ်ကြောင့်ကဘာကြီးကိုစိမ့်လန်းตาရစေတာဟာကိုချင်းစာစိတ်ကြောင့်ပဲမဟုတ်လားကိုချင်းစာစိတ်ဟာတိတ်တော်မခမ်းနားနေပါဘူးလူပီတာရဲ့စိတ်လေးရဲ့ပါငါဒါမျိုးပြောလိုက်ရင် तू နာကျင်သွားလိမ့်မလားဒါမျိုးလုပ်လိုက်ရင် तू ထိခိုက်သွားမလားသူ့နေရာမှာငါသာဆိုရင်ငါမိသားစုသာဆိုရင်စသဖြင့် ညံ့တွေးတက်တာလေးပါ ကို့အတွက်ကြီးမဟုတ်ပဲအခြားအတူအတွက်ပါ ခံစားမျှဝေခြင်းပါ ကိုချင်းစာစိတ်ဟာနေရာတိုင်းမှာအရေးကြီးရဲ့လူတယောက်ရဲ့အောင်မြင်ခြင်းပျော်ရွှင်ခြင်းလေးစားခံရခြင်းဟာလည်းသူ့ရဲ့အတ္တိကျူးနဲ့လည်းဆက်ဆက်နေရပါပဲကိုချင်းစာစိတ်အကြောင်းကြားတိုင်းပြင်းမြင်မှုသူတယောက်ရှိဘူးတဲ့သူ့နာမည်ကဦးဆိုင်လူတဲ့ရှမ်းတရုတ်ဆက်လူမျိုးပါ ကျွန်တော်တို့မိသားစုရဲ့အထူးကစီးပွားရေးက ပွဲယုံလုပ်ငန်းဖြစ်ပါတယ်။ဦးဆိုင်လူဟာကျွန်တော်တို့ပွဲယုံပေးမှာမိသားစုတစ်နိုင်တစ်ပိုင်းစားသောက်ကုန်လုပ်ငန်းလေးလုပ်ပါတယ်။ကျွန်တော်တို့မိသားစုနဲ့လည်းအတော်လေးရှင်းနေပါတယ်။သူတို့ကမိသားစုလုပ်ငန်းဆိုပေမဲ့အယောင်တွက်တဲ့ပစ္စည်းဖြစ်တာကြောင့်ဝန်ထမ်းဥယေကများတယ်။ဦးဆိုင်လူကလုပ်ငန်းပိုင်ရှင်ဖြစ်ပေမဲ့နေ့တိုင်းအလုပ်စီလာတယ်။သူကိုယ်တိုင်အစအဆုံးဝင်လုပ်တတ်တယ်။ ဟာသားတွေပြောတက်ပြီးရင်းနှီးဖော်ရွေတက်သူပါတနေ့တော့သူတို့စားတော့ကုန်လုံးငန်းအဆင်မပြေဖြစ်တယ်အเจ้าကကုံစင်းလုံးတက်တာတွေကြောင့်ပါပဲ အရင်ဈေးကနှစ်ဆလောက်ခုန်တက်သွားတဲ့အခါရင်းနှီးဖို့ကုန်ကြမ်းစရိတ်နဲ့ထွက်လာတဲ့ product ရဲ့ဈေးကတော်လေးကွာလာခဲ့တယ်ဒါကြောင့်အချုပ်လုပ်ငန်းတွေဆိုခဏရန်နာလိုက်ကြတယ်ဒါပေမဲ့ဥဆိုင်လူကမရက်ဘူးဖြစ်နိုင်တယ်လို့ထိမ်းပြီးဆက်လုပ်တယ် အချိုးမြက်ကတော့အတော်လေးထိုးချသွားတာပေါ့အဲ့လိုအချိန်မျိုးမှာဘဲလုံငန်းရှင်ကမှအလိုက်တက်တိမလုတ်ပေးတတ်တဲ့အရာကိုဝန်ထမ်းတွေကိုလုတ်ပေးခဲ့တယ်လစာတိုးပေးခြင်းပါဒါကိုကြားတော့စီးပွားရေးကအရှုံးပေါ်ကန်ဒီဆိုကမှဘာကြောင့်လစာတိုးပေးလိုက်တလဲလို့မေးတော့ကုံစင်းနှုံးတွေတက်လို့ငါတို့အဆင်မပြေသလိုအလုသမားလေးတွေရဲ့မိသားစုလည်းအဆင်ပြေမှာမဟုတ်ဘူး သူတို့မှာမိကိုပြီးစားတောက်နေရတဲ့ခက်ခဲတဲ့မိသားစုရှိတယ်။ဒီအချိန်လေးမျိုးမှာအရင်လစာအတိုင်းနှစ်ဆလောက်တက်နေတဲ့ကုန်စည်တို့ကို ဖြည့်ရှင်းရရင် ပိုပြီးခက်ခဲကုန်ကြမှာတဲ့။ဒါဆိုရင်ဦးဆိုင်လူကစီးပွားရေးအရှုံးခံပြီးလစာတိုးပေးခဲ့တာလား။မဟုတ်ပါဘူး။ညနေတိုင်းတခွတဖလားတောက်ပြီးမှအိမ်ပြန်တက်တဲ့ဦးဆိုင်လူဟာညနေအလုံးသိမ့်ပြီးပြီးချင်းအိမ်တန်းပြန်နေ စီဖိုးချွေသားကျင်တာကြောင့်အလုတ်ကိုကားနဲ့မလာပဲစက်ပိန်းနဲ့လာတယ်။မိသားစုကို မလိုတာတွေမသုံးဖို့အသုံးစေးလျှော့ခိုင်းတယ်။ဘလောက်တောင်တော်တဲ့လူကြီးလဲနော်။ငါအဲ့အတွက်တိတ်မလိုတဲ့အရာတွေကို ဖဲထုတ်ပြီးသူတို့ရဲ့လိုအပ်နေတဲ့နေရာလေးတွေကို ဖြည့်ဆည်းပေးလိုက်တာပါ။ဒီအတွက်ငါမှမနစ်နာသွားပါဘူးတဲ့။ကိုချင်းစားစိတ်တဲ့တမိုးကြီးတဲ့အရာ ရှိပါအောင်မလားဘသူတွေဘလို့ပဲ ပူလောင်တော့ကရောက်နေပါစေနေတက်တဲ့သူကနေနိုင်ကြတာပဲလေတခါတလေကိုချင်းစာတက်ဖို့ပြောရင် သူတို့အစဉ်ပြေနေရကို မနာလို့ဖြစ်ကြတာလို့ထင်တတ်ကြသေးတယ်ကိုမနာခြင်းဘူးတိုင်းတဘာတူကိုမနာတက်ဘူးလို့ထင်တဲ့သူတွေဟာသိကိုချက်ဖို့ကောင်းတာပဲကိုချင်းစာတက်ဖို့ကချမ်းသာကြွယ်ဝနေမှာမဟုတ်ဘူးပညာတက်ကြီးဖြစ်နေမှာလည်းမဟုတ်ပါဘူးလူလူချင်းစာနာတတ်တဲ့စိတ် ရှိနေတတ်ဖို့ပဲလိုတာပါလူတိုင်းကိုချင်းစာစိတ်တွေတာကိုစီရှိရင်ဒီကဘာကြီးဟာပိုလာနေတော့မှာဒီနေ့ကတော့ဒီလောက်ပါပဲရှင်နားဆင်ကြရတဲ့သူများအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။နောက်ရက်တွေကျရင်ပြန်တွေ့ကြပါမယ်ရှင်။